เนาะအဲ့တော့ကျွန်တော်ဆက်ပြီးတော့စစ်ဆေးတဲ့အပိုင်းလေးเนาะရှင်းပြပေးမယ့်အပိုင်းလေးရစမယ်ပေါ့ဗျာเนาะဒီဗီဒီယိုမှာတော့เนาะအဲ့တော့ကျွန်တော်တို့ကเนาะဘာကြောင့်အောင်ကျွန်တော်တို့ကဘရိန်ဘုံပြစ်ချက်ဆိုရင်လည်းဘရိန်ဘုံပြစ်ချက်เนาะတခါတင်နာနဲ့အကုန်လုံးအပြည့်စုံမတင်ရတာလဲဆိုတော့เนาะတင်လို့မရတာလဲဆိုတော့เนาะကျွန်တော်တို့ကဒီ electronic နဲ့ပဲရပွန်းကတအားကျပြောတယ် ော်ပြောမှဆိုရင်เนาะမိတ်ဆွေတချို့မိတ်ဆွေတွေမေးကြတယ်เนาะ3ဘတ်2ဘတ် IC ရပင် IC က subscribe ဖို့ကเนาะမထွက်ဘူးဆိုလို့ရှင် IC လဲလို့မရဘူးလားเนาะအဲဒါတော့ तू ကတော့တိကျနေတယ် तू တိကျနေတဲ့အပိုင်းကိုမေးတာပေါ့ဗျာမေးကောတော့တူတူလေးเนาะကျွန်တော်တို့ကအဲ့ဒါကြတော့เนาะတထိုင်နဲ့နဲ့ရှင်းပြဖို့တော့မှာလူလူချင်းပြောမှဆိုရင်မိတ်ဆွေနဲ့မေးတဲ့မေးကွန်းမေးတဲ့မိတ်ဆွေတွေနဲ့ကျွန်တော်နဲ့နံနံချင်းဆိုင်ထိုင်ပြီးတော့ကျွန်တော်ရှင်းပြမယ်ဆိုလို့ရှင်တော့မှာအချိန်တိုင်းတာတစ်ခုထိ ပေးရနော်ပြောမယ်ဆိုအနေဆုံးတနာရီအနေဆုံးတနာရီပေါ့ဗျာနော်တနာရီလောက်ကိုပေးရအဲ့အတွက်ကိုအဲ့လိုရှင်းပြရမယ်အချိန်တိုင်းတာပမာဏတော့ကျွန်တော်တို့ကစာနဲ့ချပြီးလို့ဆိုဒီ comment မှာမေးခွန်းတူတူလေးမေးတာကိုကျွန်တော်ကပြန်ပြီးတော့ reply ပြန်မယ်အခါကျတော့စာနဲ့ချပြဖို့ကကျွန်တော်ရှင်းပြပေးဖို့ကကျွန်တော်အတွက်ကမဖြစ်နိုင်ဘူးအဆင်မပြေနော် YouTube ကလည်းအဲ့လောက် comment အရှိန်ကြောအဲ့မှာအဲ့အဲ့လောက်ကြောင့်ကျွန်တော်က rainbow ပြချက်တွေနော်တစ်ခါလာလဲဟို rainbow ပြချက်တင်တယ် မပြည့်စုံမပြည့်စုံဆိုတော့ကျွန်တော်အပြည့်စုံဘယ်လို့မှရှင်းပြလို့မရဘူးနောက်ပိုင်းတစ်ဖြည်းနဲ့အဲ့လိုတင်းတင်းနဲ့เนาะကျွန်တော်ရဲ့ repair video တွေကိုတင်းတင်းနဲ့ဟိုကျင်းကျင်းနဲ့เนาะလေးလာကြည့်ရှုရင်လည်းတစ်ဖြည်းနဲ့ဘာဖြစ်လဲပြစ်ချက်တွေစုံလာเนาะကျွန်တော်တို့လည်းဒီလိုပဲကျွန်တော်တို့လည်းလက်တွေ့အခုအချိန်တွေကိုရောက်လာဖို့ဆိုတော့ကျွန်တော်ကလည်းအဲ့လိုမျိုးဘုံဘုံများစွာ rain ဘုံဘုံများစွာ circuit ဘုံများစွာကိုဒါအဲ့လိုမျိုးတင်းလာရင်းနဲ့မှာပြစ်ချက်တွေကစုံလာတာပေါ့ဗျာเนาะအဲပြီးတော့ oscillator driver ဘိုင်းမှာလည်းဒီဒီဘုံတွေမှာဒီလို ဟိုနော် oscillator driver အထောင်ကပ်ကိုတွေးရပါမယ်နောက်ဘုံးတွေကြာရင် now circuit တစ်မျိုးနဲ့လိုင်းလာလိုက်နော်ဥပမာပြောနော်ကျွန်တော်ဒီမှာနမူနာပြလိုက်နော်နမူနာပြလိုက်ကျွန်တော်တို့ကအမျိုးမျိုးပြ circuit တွေအမျိုးမျိုးတွေးရမှာနော်အဓိက main ကတော့ကျွန်တော်ကပါပြအဲဒါဆိုလို့ရှိရင်လည်းဒါဆိုလို့ရှိရင်ဒါဒါ brain bone က oscillator driver circuit ပဲနော်ဒီကောင်နဲ့မတူဘူးနော်အဲဒါဒါဆိုရင်လည်းဒီမှာပုံစံတူလားမတူဘူးတွေ့လားနော်ပုံစံတူလားမတူဘူးနော် အဲဒီမှာဒါဆိုလဲ oscillator နော် driver cut ပဲဒါဆိုလဲ oscillator driver cut ပဲအဲဒါဆိုလို့ရှိရင်ဒီမှာကြည့်နော် p channel and channel ကိုဒီမှာ smd တွေနဲ့ဒါပေမဲ့သူကဘာဖြစ်လဲဒီမှာ smd type ကိုသူကဒီမှာနော်ကျွန်တော်ကျွန်တော်တို့ led lcd tv power supply တွေမှာသုံးနေတဲ့ fpd design နေနော်အဲအဲ့ဒါမျိုးတွေနဲ့လာအဲ့နောက်ဒါမျိုးတွေလာတာရှိနော်အဲအဲ့ဒါကြောင့်မလို့ကျွန်တော်က rainbow ပြင်ပြီဆိုလို့ရှိရင်ဒီလိုပဲပြင်ရပါတယ် လို့ဒီ circuit တွေ line နေအတိုင်းပဲလိုက်ရပါမယ်လို့ကျွန်တော်တို့ကဆိုလိုကျင်တာမဟုတ်ဆိုလိုလို့လည်းမရဘူးเนาะ driver IC ကိုဒီဘုံးတွေမှာ3.25နဲ့တုံးတုံးမယ်အာเนาะတချို့ဘုံးတွေမှာဘာဖြစ်လဲဒါပေမဲ့ TN လို့เนาะကျွန်တော်တို့84လို့ပါလို့အဲအဲ့လိုမျိုး IC နဲ့သုံးမယ်အဲအဲ့လိုမျိုးအစားစားရှိတာပါဗျာနော် UC ကျွန်တော်တို့3846တို့သုံးမယ်အဲအဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ကအဓိကကကျွန်တော်တို့ကဟိုဒီ ပုံလေကားချက်သတ်မှတ်ထားလို့မရဘူးဒါဒါကျွန်တော်ခဏခဏပြောရနော် electronic ကျွန်တော်တို့ circuit repair လောကမှာကျွန်တော်ဘောင်ခတ်ထားလို့လည်းမရဘူးအဓိကကျွန်တော်တို့က main အဓိကအချက်ကနော်ကျွန်တော်လည်းမကြမကြပြောပြနေကြပါနော်တတိပင်းနေကြပါအဲ့တော့ဒါမိနေမှာဆိုလို့ main အဓိကအချက်ကကျွန်တော် electronic အခြေခံနော် circuit ပလန်လေးတွေကိုကြည့်တက်ရမယ်ပလန်လေးတွေကြည့်တက်ရမယ်ဆိုပလန်လေးတွေရတယ်ဒါကျွန်တော်တို့ရိုးရှင်းဆုံးပြောရရင်ဒီမျက်လုံးနဲ့ပဲကြည့်ရတာပဲလေဟုတ်တယ်မလား နှလုံးနဲ့ပဲကြည့်ရတာပဲဟာကိုကြည့်လို့မကောင်းလို့ရှင်ကျွန်တော်ဒီလိုမှန်ဘလူးလေးနဲ့ဆောင်လာမယ်မှန်ဘလူးလေးတွေဝယ်ဆောင်လာမယ်ဟာမှန်ဘလူးလေးနဲ့ဆွဲကြည့်မယ်ဟာမက်ဆီနဲ့ဟော component ရဲ့တစ်ခုအောက်ကိုဥမာပြဒီ IC အောက်တစ်ခုကိုကိုလိုက်ချင်တဲ့ပလန်တစ်ခုကမြုပ်သွားတယ်ဆိုလို့ရှင်ကျွန်တော်တို့ဘယ်လိုသွားလဲဆိုတော့ကျွန်တော်ဘာဖြစ်လဲမီတာနဲ့တစ်ခါပြန်လိုက်အဲနော်အဲ့တော့အခြေခံအားဖြစ်ကကျွန်တော်တို့ကဘာတိထားရမှာလဲဆိုလို့ရှင် circuit မျိုးစုံပဲ circuit လာလာပြင်တတ်ဖို့ဆိုလို့ရှင်ကျွန်တော်တို့ကဘာတိထားရမှာလဲဆိုတော့နော်ကျွန်တော်မီတာတိုင်းကြီးတွေတိထားရမယ် နော်အနာလောက်မီတာတွေတိုင်းတန်ဒီတွေနော်အဲဘယ်ကွန်ပိုနန့်ဒိုင်အုပ်ဆိုရင်ဘယ်လို range scale မှာထားရမယ်ဒိုင်အုပ် scale မှာထားတိုင်းရမယ်ဟုတ်လားအောက်တန်ဖို့ဘယ်လောက်ရှိရမယ်အဲဒါဒါတွေကဘယ်လိုဒိုင်အုပ်မျိုးစားဆိုရင်ဟောကျွန်တော်တို့အွန်တိုင်းမို့ဘလောက်ရှိရမယ်နော် resistor ဆိုလို့ရှိရင်လည်း color code တွေဖတ်တတ်ကြမယ် SMD resistor ဆိုရင်ဒီမှာ SMD resistor ရေပေါ်မှာရေးထားတယ်ကျွန်တော်တို့နော်ကဏန်းလေးတွေကုတ်လေးတွေကိုကျွန်တော်ဖတ်ပြီးတော့ဆိုကျွန်တော်တန်ဖိုးတွက်ယူတတ်ကြမယ်အဲနော် เนาะကျွန်တော်တို့ဆက်ဆချင်းမှာတော့เนาะကျွန်တော်တို့ကဘာဖြစ်လဲ application တွေအခုခက်ကဗျာတအားလွယ်သွားပါပြီเนาะ application တွေ software တွေเนาะ register color code tempo ဖတ်တဲ့ software တွေတွေ့ယူတဲ့ software တွေအဲအဲ့လိုမျိုးလေးတွေလည်း download ဆွဲပြီးထည့်ထားเนาะစတင်လေးလာနေတဲ့သူတွေအတွက်ကိုပြောတာเนาะဓာကြီးကိုပဲကျွန်တော်တို့ထည့်ထားတဲ့ application ကြီးကိုပဲအားကိုးပြီးတော့เนาะဟိုကျွန်တော်တို့ဟိုနေတက်တလုံးသုံးရမယ်လို့မဆိုလုံးเนาะပညာသင်ခါစားမှာကျွန်တော်တို့ကအဲ့လိုလောက်ကမှာเนาะကိုအလွယ်ကူဆုံးရနိုင်မဲ့စို့တွေပေါ့เนาะ ကိုပညာသင်ကြားရေးလမ်းကြောင်းမှာသင်ယူမှုနီလန်းအဆင်ပြေနိုင်မဲ့ဆို့တွေကျွန်တော်ကပြောပြပေးတာခြပြပေးတာနော်ရှင်းပြပေးရဟိုဒါကလည်းဟိုတိပီးသားသူတွေတော့ကိုပြောတာမဟုတ်ဘူးနော်အခုမှစတင်ပြီးလေ့လာတယ်ဘလို့လမ်းကြောင်းကနေပြီးတော့ပညာသင်ယူရမယ့်လမ်းကြောင်းကိုဘလို့ရှာဖွေပြီးတော့သင်ယူရမယ်ဆိုတော့မသိတယ်နော်မိတ်ဆွေတွေညီငယ်တွေအတွက်ကိုကျွန်တော်ကပြောပြပေးရနော် ဟိုအခြေခံပိုင်းတွေပြည့်စုံပြီးသားလူတွေเนาะဘယ်ဆို့တွေကနေရှားရမယ်ဘယ် website တွေကရှားရမယ်ဘယ်လို application တွေဆောင်လာပြီးတော့လေ့လာရမယ်ဆိုတာသိပြီးသားသူတွေအတွက်ကိုတော့ကျွန်တော်ဟိုပြောလို့ခြင်းမဟုတ်ဘူးပေါ့เนาะအဲအဲ့ဒါလေးကိုကျွန်တော်ရှင်းပြခြင်းเนาะအဲ့တော့ကျွန်တော်တို့ကเนาะဘယ်တော့မှလည်းပြည့်စုံမှာမဟုတ်ဘူးเนาะကျွန်တော်ကိုယ်တိုင်ကိုပြောမယ်ဆိုပြည့်စုံသွားတဲ့အချိန်ထိအောင်တော့မှကျွန်တော်တို့ဒီ electronic လောကကဒါဘာဖြစ်လဲကျွန်တော်တို့လေ့လာလို့ကုန်မှာမဟုတ်ဘူးနော်အဲ့ဒါကြောင့်မို့ကျွန်တော်ကပြောတာဘယ်ဆရာမှ နော်ဘယ်ပြင်ဆရာမှအကုန်နော်လုံးပြည့်စုံတာကျွမ်းကျင်တယ်ဆိုတာမရှိဘူးနော်ပြည့်စုံတယ်ကျွမ်းကျင်တယ်ဆိုတာမရှိဘူးပြည့်စုံနေပြီပညာရပိုင်းကိုဆက်ပြီးတော့လေ့လာကြရမလို့တော့ဘူးဆိုတာမရှိဘူးဘာကြောင့်မရှိရတာလဲဆိုတော့နော်ဒီနှစ်မှာဒီဒီဇိုင်းနဲ့ထွက်တယ်ဆိုနောက်နှစ်ကျရင်နောက်ဒီဇိုင်းနဲ့ထွက်မှာနော်အဲအဲ့အရာမျိုးဒီဇိုင်းတွေကောက်အောင်မှာဒါပေမဲ့ကျွန်တော်တို့ကအဓိကဘာဖြစ်လဲဘယ်လိုဒီဇိုင်းတွေပဲကောက်ကွာဘယ်လိုစာကစ်ပုံစံတွေပဲယူခွဲလာခွဲလာကျွန်တော်တို့ကအခြေခံပစ္စည်းတွေကကျွန်တော်တို့ကဘာဖြစ်လဲစတင်လေ့လာနေရတဲ့သူတွေအတွက်ဆိုနော် ရစစ်စတာရှိမယ်ကပက်စီတာရှိမယ်ဒိုင်အိုရှိမယ်ထရန်စစ်စတာရှိမယ်အင်ဒက်တာရှိမယ်เนาะအခြေခံပစ္စည်းတွေပေါ့เนาะเนาะအဲအဲ့ဒါတွေကိုကျွန်တော်တို့ကလေ့လာရမယ်เนาะအဲသူတို့ရဲ့အလုပ်လုပ်ပုံကိုလေ့လာရမယ်အဲဒီမှာ target အသေးသေးပဲဖြစ်ဖြစ်ကြီးကြီးပဲဖြစ်ဖြစ်ဒီလို target ဆိုပါဆိုဗျာเนาะဒီအထောင်ကလေးတစ်ခုကိုပဲကြည့်เนาะအထောင်ကလေးတစ်ခုကဒါပြောမယ်ဆိုရင်ကျွန်တော်တို့အကြမ်းမြတ်တိုင်းမှာဆိုရင်လက်နှလုံးလောက်ပဲရှိတယ်ဗျာเนาะလက်နှလုံးလောက်ပဲရှိတယ် လန်ဒန်ဒေါ်လာရှိရစခဲ့ပေါ်မှာကွန်ပိုးနန်လေးတွေဒီမှာကြည့်လေနော်မက်ဆီအင်ဂျင်မှာလည်းဘာဖြစ်လဲယာချီပါတယ်နော်ယာကနန်းထိပါတယ်နော်ကွန်ပိုးနန်အဲ့တော့ယာကနန်းထိပါတယ်ယာကနန်းထိပါတယ်ဆိုတော့ကျွန်တော်တို့ကဟာဒီအမှာပစ္စည်းအများကြီးပဲအဲကျွန်တော်တို့ကဘာဖြစ်လဲတွေးပြီးတော့ကြောက်သွားတတ်တယ်နော်လေးစတင်လေးလာနေတဲ့မိတ်ဆွေညီငယ်တွေကကျွန်တော်တို့ကဘာလဲရှိန်ွားတတ်တယ်ဟာပစ္စည်းတွေအများကြီးဒါပေမဲ့တကယ်တမ်းကြည့်လိုက်အမျိုးသားခွဲထုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ကလည်းအခြေခံပစ္စည်း၅မျိုး အပြင်ပို့ပါအောင်မလားမပါဘူးเนาะဒီမှာ capacitor တွေရှိမယ်သူကအလုံးရင်များတယ်ဒါ capacitor တွေအလုံးရင်များတယ်အဲအဲတမျိုးခြုံလိုက် capacitor ပဲเนาะသူသူကပုံစံပဲ꿰ွားမယ် SMD တိုက်ရဒါတဟိုးတိုက်ရဒါဆိုတဟိုးတိုက်ပေါ့ဗျာเนาะအပေါက်မှာဆွတ်ထားတာဆွတ်ပြီးတော့ချင်းကိုစိုက်ပြီးတော့အဲ SMD ကြတော့သူကပတ်လမ်းမှာကတ်ထားတာเนาะအဲဒါ capacitor ဒါအကြမ်းမြင့်ရှင်ဗျာအာဒါလေးဆို transistor တွေဖြစ်ဖြစ်မယ် FET တွေဖြစ်ဖြစ်မယ်အဲကျွန်တော်တို့ကအဲအဲ့အရာမျိုးပေါ့နော်ဒါဆိုချင်းကုတ်သုံးကုန်တယ် ုံစံဟိုဗျာကျွန်တော်အကြမ်းမြင်ခံမှန်းလိုက်လို့ရပါပြီဗျာဒါအခြေခံပစ္စည်းတွေကမလွတ်ဘူးဗျာဒါဒါဆိုဒိုင်းအုပ်လေးဒိုင်းအုပ်မှာလည်းကျွန်တော်တို့ဒိုင်းအုပ်မှာလည်းသူကဒိုင်းအုပ်လို့တော့ကျွန်တော်ကပြောလိုက်တာလေအမျိုးသားထပ်ခွဲမယ်လေဇီနာဒိုင်းအုပ်လားရိုးရိုးဒိုင်းအုပ်လားเนาะเนาะဖက်ရီရီကာဘာရီဒိုင်းအုပ်လားဆော်ရကီဒိုင်းအုပ်လားပါဝါဆပ်ပလိုင်းဘိုင်းတွေမှာဆိုအဲအဲ့ဒါမျိုးဒိုင်းအုပ်တွေပြန်ခွဲမယ်ဒါပေမဲ့ကိုတို့ကျွန်တော်တို့ကဒီစာကစ်တွေမှာသုံးတာဘလို့ဒိုင်းအုပ်လဲဆိုတာကိုကျွန်တော်တို့ဝရိမုတ်စာကစ်တွေပြင်တာများရယ်เนาะเนาะကို ဝရမုံဆာကက်ပြန်ဆာကက်မျိုးစုံပြင်နေတာဆိုတော့ဗျာနော်ဆာကက်တွေပြင်နိုင်ပြင်နိုင်မှာကျွန်တော်တို့ကတွေ့နေနေကြတော့ဒီလမ်းကြောင်းဆိုရင်ဒါဆိုဇီနာတိုင်းအုပ်ပဲအဲဒါမျိုးတွေကျွန်တော်တို့ကမသိပါဘူးလားဒါဆိုဆွစ်ချင်းတိုင်းအုပ်ပဲတော့မသိပါဘူးလားနော်အဲဒါစကနယ်တိုင်းအုပ်နော်ဆွစ်ချင်းတိုင်းအုပ်ပိုတိုတိုင်းအုပ်နော်တိုင်းအုပ်ဆိုလည်းအများကြီးပဲကျွန်တော်တို့ကတိုင်းအုပ်လို့တာပြောလိုက်အဲကပစီတာဆိုလည်းကျွန်တော်တို့ကဘာဖြစ်လဲကပစီတာသူ့သုံးတဲ့ဆာကက်ပေါ်မူတည်ပြီးတော့ကပစီတာလို့တာကျွန်တော်တို့ကသတ်မှတ်လိုက်တာအဲ့မှာအဲသူ့သုံးတဲ့ဆာကက်ပေါ် နော် electronic device တွေပေါ်မူတည်ပြီးတော့နော်အမျိုးမီတွေထပ်ခွဲသွားတာအော်တော့ကျွန်တော် compressor တွေမောင်းမယ် motor တွေမောင်းမယ်ဆိုတော့ isolating capacitor အတူရဲ့ UF တန်ဖိုးတွေဘုတ်တန်ဖိုးတွေအဲဟိုခွဲခြားလိုက်တာကြည့်ပြီးတော့ဒါဆို starting capacitor ဒါဆို running capacitor အဲတော့ဒီ circuit board တွေမှာဆိုလို့ချင်းအဲဒါဆိုလို့ချင်းကျွန်တော်တို့ဒါဆိုလို့ချင်းဒါ SMD capacitor နော်သူကပုံစံကြည့်ပြီးတော့ဒါဆို third hole တိုက်ကျွန်တော်တို့နော် electrolyte capacitor အဲကျွန်တော်တို့အဲ့လိုမျိုးတွေ꿰ွဲွာ ဒါမဲ့ချုပ်လိုက်မယ်ဆိုရင်ကျွန်တော်ပါပဲအခြေခံပစ္စည်း၅မျိုးတည်းသာပြေးလွတ်မလားမလွတ်ဘူးเนาะဒါဒါတွေဆိုလဲကပက်စီတာမျိုးနွယ်ဝင်နေပဲเนาะဟုတ်ပြီเนาะအဲအဲ့လိုမျိုးတွေကျွန်တော်ကသိစေချင် resistor ဆို resistor ဆိုကျွန်တော်တို့အစတုန်းကဒီ SMD တွေပေါ်ပေါ်များများမသုံးရခင်တော့ကျွန်တော်ပါပဲလဲဒီ resistor တွေပဲလေအဲ SMD တွေဆိုတာလဲကျွန်တော်တို့ကဒီလိုနယ်မျိုးတွေအတိုင်းတာနေကျွန်တော်တို့ဝယ်ရခရင်သေးတယ်เนาะဝယ်ရခရင်သေးတယ်เนาะအဲအဲ့လိုမျိုးပေါ့ဗျာเนาะ အဲ့တော့ကျွန်တော်တို့ကကြောက်စရာမလိုဘူးချိန်စရာမလိုဘူးအဓိကကကျွန်တော်တို့အခြေခံသိတာမှာ component အခြေခံပစ္စည်းအေး၅မျိုး၅မျိုးရဲ့အလုပ်လုပ်ပုံသိထားရမယ်ဗျာနော်ပြီးတော့ circuit plan တွေကိုကျွန်တော်ခုနပြောတဲ့နည်းနဲ့နော်မျက်စိအမြင်နဲ့လိုက်မယ်မီတာနဲ့ထောက်လိုက်မယ်နော်မီတာတိုင်းတာပုံတွေသိထားရမယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကဘယ် circuit လာလာကျွန်တော်တို့ကအခြေခံအဖြစ်ကျွန်တော်တို့ကအပိုင်းကိုခွဲလိုက်ရမယ်နော်ဘယ်ဟာ input လဲဘယ်ဟာ output လဲအဲအဲ့ဒါမျိုး component ပစ္စည်းတိုင်းမှာနော်ကျွန်တော်တို့က တက်တက်လေးရနေပြီးတော့ချိတ်ဆက်ပြီးတော့တွေးွားတာပေါ့ဗျာနော်ဒီပစ္စည်းတွေမှာအကုန်လုံးပါတယ်ဥမာဒီ rainbow circuit ဆိုရင်ဒီ driver ကက်ကပြတ်နေတာဗျာအဲဒီ driver ကက်အပိုင်းမှာမှွေနေတာပြတ်နေတာဗျာဟာဒါပေမဲ့ driver ကက်ပိုင်းပြတ်တယ်လို့တော့ကျွန်တော်ကချုပ်ပြီးပြောလိုက်တာဒီ driver ကက်ပေါ်မှာပါတဲ့ပစ္စည်းယာချီကြီးအကုန်လုံးအဲယာကနန်းလောက်ကအကုန်လုံးပြတ်နေတာမဟုတ်ဘူးလေဟုတ်တယ်မလားအင်း तू ကဘာဖြစ်လဲကျွန်တော်တို့ကပါလေဟိုကျွန်တော်တို့ဇက်ဖွဲ့ကြီးတစ်ခုမှာကျွန်တော်တို့ခေါင်းဆောင်မင်းသားမပါရင်ဇက်ဖွဲ့ ကလို့မရဘူးလို့ပေါ့ဗျာကျန်တဲ့လူတွေအများကြီးရှိဟုတ်တယ်မလားဇက်ကလို့မရတော့ဘူးခေါင်းဆောင်မင်းသားမှမရှိလို့ရှိဟုတ်တယ်မလားအဲအဲ့ဒီသဘောပေါ့ဗျာဟုတ်တယ်မလားအဲတော့မှဆိုရင် तू အော်ပရာထွက်ကမဲ့အချိန်မှလည်း तू ကဘာဖြစ်လဲတောက်ဆက်မင်းသားဆိုတာရှိအောင်မယ်နော်ဟိုဘီလိန်နေရာမှာတယောက်ဆောင်နေလို့ရှိတယ်ဘီလိန်မပါလို့ရှင်လည်းနော်အဲသူ့နေရာမှာတယောက်ဆောင်နေဘီလိန်နေရာမှာတယောက်ဆောင်နေအဲ့ဒီမရှင်အဲ့ပြဇက်ကကျွန်တော်တို့ကလို့ရပါအောင်မလားမရဘူးနော်ကျွန်တော်တို့ကအဲ့သဘောတိုင်းပဲအဲ့သဘောတိုင်းပဲကျွန်တော်တို့ကအဲ့တော့ ချိန်နေကြမလို့ဒီပေါ်မှာပါတဲ့ပစ္စည်းရဲ့မှာလေဒါဆိုဒီတကလုံးမကြည့်နိုင်အောင်နော်ဒီတကလုံးမကြည့်နိုင်အောင်နော်အဲ့တော့ဒီ oscillator တို့ရပိုင်းကတ်လေဒီလက်နှလုံးလောက်ကတ်လေပိုင်းပါမှလည်းဒီကြံတဲ့ပစ္စည်းတွေကကြံတဲ့ဒီ circuit ကြီးကကောင်းမှာအလုံးလုံးမှာနော်ဝယ်ရင် output ထွက်မှာအဲဒီအပိုင်းလေးတစ်ခုမကောင်းတာနဲ့လည်းမထွက်ဘူးအဲ့တော့ဒီအပိုင်းလေးမှာတစ်ခါထပ်ချုပ်လိုက်ဟောဒီအပိုင်းလေးမှာလည်းပါတဲ့ပစ္စည်းရာချီပါတဲ့ပစ္စည်းတွေကပစ္စည်းတွေအကုန်လုံးကောင်းတယ်မှာ ဟုတ်လားကျွန်တော်ကျွန်တော်ဒီမှာလဲလိုက်တယ်လို့ပါဖြစ်တယ်ဒီ racist တွေတလုံးမကောင်းလို့လည်းပြဿနာတက်နေတာပဲဒီ zina တိုင်အောင်လေးမကောင်းလို့လည်းပြဿနာတက်နေတာပဲကျွန်တော်တို့ကအဲ့ပြက်တဲ့ component ပစ္စည်းလေးတွေကိုကျွန်တော်တို့ကဆက်ရှိလက်ရှိနဲ့ရှာရှာရမယ်เนาะစိတ်ပါဝင်စားစားနဲ့ရှာရမယ်ပလန်တွေလိုက်တက်ရမယ်အဲခုနကပြောသလိုအချင်းငယ်ပစ္စည်းအကြောင်းတွေတည်ထားပြီးเนาะပလန်တွေလိုက်တက်ပြီးမီတာတွေတိုင်းတက်ပြီးဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲဒါတွေကကျွန်တော်တို့ကအော်တိုဘာဖြစ်လဲကျွန်တော်တို့ကပြက်နေတဲ့ပစ္စည်းကကျွန်တော်ရှာလို့တွေ့မှာ နော်အချိန်အတိုင်းတော်တစ်ခုပဲကွာမယ်နော် အတွေ့အကြုံစာကစ်များများပြင်လာတဲ့အတွေ့အကြုံရှိတဲ့လူကဘာဖြစ်လဲအဓိကကျွန်တော်ပြောရဲ input output ဘိုးတွေတိုင်းမယ်လေမရှိလို့ရှင်အဲ့ဂျားတွေကပစ္စည်းတွေလိုက်မယ်လေဟုတ်လား input နဲ့ output ဂျားတွေကမှာရှိတဲ့ပစ္စည်း online မဖြစ်တာဗောအပြတ်တာဗောဒီပစ္စည်းတွေကမှာ link အားကြောင့်အပိုင်းချုံလိုက်တာလေဟုတ်တယ်မဒီဘက်ပိုင်းကကောင်းနေတယ်ဒီဘက် IC ပိုင်းကကောင်းနေတယ်လေးကြောက်ချစ်ချစ် IC ကိုဝင်ထွက်ပိုင်းတွေကကောင်းနေတယ်ဆိုတော့ဒီဒီဒီအပိုင်းကိုကျွန်တော်မလိုက်ဘူးလေဟုတ်လားဒီ IC ကပူလို့ကျွန်တော်တို့အခု အဲ့တော့ဒီ ICU မှာတပိုင်းထထုံလိုက်ပြီဟာဒီ ICU မောင်းတဲ့အပိုင်းပဲဒီ3ဘက်2ဘက် IC နဲ့ဒီ ICU မောင်းတဲ့အပိုင်းကိုကြောက်ပဲကျွန်တော်ကလိုက်သွားဟုတ်တယ်မလားအဲအဲ့တော့ကျွန်တော်အပိုင်းထပ်မကျင်းသွားဘူးလားပထမဒီလမ်းနှလုံးလောက်ကပ်ကပြတ်တာတော့မှန်တယ်ဟောထထုံလိုက်တော့အဲ့လို input output တွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်ပြစ်ချက်ကိုရှာလိုက်တော့ဘာဖြစ်လဲဒီလက်တစ်စက်လောက်အပိုင်းလေးရပဲပြတ်နေတာကိုကျွန်တော်တော့မတွေ့ဘူးတွေ့တယ်လေအဲ့အဲ့တော့အပိုင်းကတစ်ဖက်နဲ့ဘာဖြစ်လဲကျင်းလာတယ် เนาะအပိုင်းကကျင်းလာအဲ့တော့ဒီမှာပဲပြည့်ချက်ရှိနေဆိုအဲ့ပစ္စည်းတွေလိုက်ဆက်ပြီးတော့ကျွန်တော်တို့ဘာဖြစ်လဲပြင်ရတာပေါ့လဲရတာပေါ့เนาะဟုတ်ပြီเนาะအဲအဲ့တော့ကျွန်တော်ကသိနေချင်းเนาะစားခဲ့ဘဲစားခဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ရှိန်နေရမလို့เนาะရှိန်နေရမလို့ကျွန်တော်တို့ကเนาะအဲ့တော့เนาะမက်ဆေ့တယောက်ကမေးတာကလည်းစကားကလည်းအဲ့လိုပေါ့ဗျာဟိုဝင်နေဖြစ်တာပေါ့ရောက်မရောက်ရရောက်တာတော့မဟုတ်ဘူးချိတ်ဆက်ပြီးတော့စကားတွေကပြောစရာတွေကအများကြီးရှိတယ်เนาะအများကြီးရှိတယ်ဆုံးနိုင်မှာမဟုတ်ဘူး တထောင်တညပုံမြင်လို့ပဲเนาะဆုံးနိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့အဲ့ညီငယ်မေးတာတယ်လို့သူကတော့မေကွန်းကတော့သူကဟိုနေပေါ့နော်ဟိုမိတ်ဆွေတယောက်မေးတာတယ်လို့ပေါ့နော်သူကတော့မေကွန်းကတော့ဒီ3 bet 2က IC ရဲ့ source step vote လေးအကြောင်းအောင်ပဲသူကမေးတာเนาะမေးတာ IC လဲလို့မရဘူးလားအဲ့ဒါကစာခဲပေါ်မှာမူတည်တယ်စာခဲပေါ်မှာမူတည်တယ်ဆိုကျွန်တော်က3 bet 2 IC ရဲ့ကျွန်တော်တို့ကเนาะအဓိကတိုင်းရမယ့်ဟိုပင်ဘိုးဒိတ်တွေကကျွန်တော်ပင်16 refarant ဘိုးဒိတ်ကိုတိုင်းရမယ်เนาะ အဓိကဒီကျွန်တော်တို့က3.25 IC 16ပြင်ပါတယ်လို့ပဲကျွန်တော်တို့ကမျက်စိရှိမှမြင်နေရတာเนาะအမှန်တော့သူ့ရဲ့ထဲမှာကသူကဒီ circuit ကြီးတစ်ခုပဲเนาะ circuit ကြီးတစ်ခုပါတယ်အဲ့ထဲမှာ R တွေပါတယ် C တွေပါမယ် transistor တွေပါမယ် FET တွေပါမယ်ဟုတ်လားเนาะ resistor တွေပါမယ်เนาะအဲ့ဒါတွေကကျွန်တော်တို့ကမျက်စိနဲ့မမြင်ရဘူးကျွန်တော်တို့မျက်စိနဲ့လက်တွေ့မြင်နေရတာကဒီဘက်ရှစ်ချောင်းဟိုဘက်ရှစ်ချောင်းပါတယ် IC ပြပြပဲကျွန်တော်တို့ကမျက်စိထဲမှာမြင်နေရတာ ဲ့တော့ကျွန်တော်တို့ကအဲ့ကောင်ကိုကျွန်တော်တို့ကနော်ကျွန်တော်ခဏနာကျွန်တော်အလွတ်ကျွန်တော်တို့ကကြက်ထားနိုင်မလားမကြက်ထားနိုင်ဘူးလေသူ့ရဲ့ပင်ရောတွေဒါပေမဲ့နော်နောက်ပိုင်းပြင်မှာများလို့ရှိရင်ကျွန်တော်တို့ကအဓိကအချက်တွေပဲ point တွေပဲကျွန်တော်ကဆွဲထုတ်လိုက်တယ်နော်ဆွဲထုတ်လိုက်အခုခင်မှာဆိုလို့ရှိရင်ကျွန်တော် data sheet ရှာမယ်ဗျာပင်အောင် data sheet ရှာမယ်ဟုတ်လား AI ကိုမေးမယ်ဗျာဟုတ်လားအမှန်တော့ဟိုအခုခက်ကလေပြောမယ်ဆိုလို့ရှိရင်အဲ dash sheet ဒီ sheet ကိုနော်ဟောကျွန်တော်တို့ ਉਹ ਨੇ Gemini နော်နော်အဲအဲ့ဒါမျိုး AI နေသုံးသင်တယ်နော်အဲကျွန်တော်တော့ dish ကိုပို့ပြီးတော့အပေး dish ကိုသုံးနော်အဲကျွန်တော်အဲ့မှာသွားမေးမယ်လေဟုတ်လားမလားအ 3x2 အိုင်စကိုသိကျင်တော့ဗျာမြန်မာလိုပဲအခုမေးလို့ရနေပြီဗျာဘုခကြီးကဟုတ်တယ်မလားအဲကိုသိကျင်တာမချွေးမချံအကုန်နှစ်နိုင်ချွတ်ချွတ်မေးလို့ရတယ်ဗျာပြင်တစ်ခုချင်းစီရအလုံးလုံးပုံကအစားမေးလို့ရတယ်ဟုတ်တယ်မလားမေးလို့ရတယ်အဲ့မှာဆိုလို့ရင်စာတစ်ဖက်ကြီးကြာလာလိုက်မယ်သူကရှင်းပြလိုက်မယ်အဲ့လိုပဲเนาะ ကျွန်တော်တို့ AI တော့မှပဲရှင်းပြလို့ရှိရင် तू อ่ะเนาะအချက်တဝင့်ရှင်းပြမှာ तू อ่ะသူ့ရဲ့အဖြေကပြည့်စုံမှာเนาะဟိုမေးတဲ့လူကသဘောပေါက်မှာเนาะအဲအဲ့ဒါမျိုးအဲ့တော့ကျွန်တော်တို့လူကိုယ်တိုင်တာမန်လူတွေเนาะသူ့လူကိုယ်လို့ကျွန်တော်တို့လို့သူ့လူကိုယ်လို့လူတွေကဟိုရှင်းပြမယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲတထောင်တညပုံမြင်လို့ပဲဆုံးနိုင်မှာမဟုတ်เนาะအဲ့တော့ကျွန်တော်ကဘာဖြစ်လဲကျွန်တော် repair video တွေဒါတော့မှကျွန်တော်ချုံချုံပြီးတင်တာเนาะချုံချုံပြီးတင်တာမှမိနစ်20ကျော်ကအနည်းအနည်းဆုံးဖြစ်နေเนาะအဲအဲ့ဒါမျိုး ရှင်းပြကျင်တာတော့ရှင်းပြကျင်တာပေါ့ဗျာအများကြီးပေါ့ဟုတ်တယ်မလားဒါပေမဲ့ကို့မှာကျွန်တော်တို့ repair လုပ်ရမယ့်အချိန်လည်းရှိသေးတယ်ကျွန်တော်တို့မှာလေအဲကျွန်တော်မှာအဲ့လိုဖြစ်နေရနော်အဲ့တော့ကျွန်တော်ကဘာဖြစ်လဲကိုပြင်ရတဲ့ပစ္စည်းအပိုင်းကိုပဲကျွန်တော်ကအကျန်းအပြည့်ရှင်းပြပါတော့နောက်ပိုင်းကျတော့ဘာဖြစ်လဲနောက်ဒီ remote တစ်ပိုင်းကဒီ OSC ပိုင်းပြတ်မယ်အဲနောက် remote တစ်ပိုင်က24ဘုတ်ပိုင်းပြတ်မယ်အဲအဲ့တော့ပြည့်ချက်တွေစု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 ပြီးတော့တဖြည်းဖြည်းနဲ့ဘာဖြစ်လဲဆုံးွားလိုက်မယ်နော်ဆုံးအကုန်လုံးပြောမယ်ဆိုရင် နက်နက်ချွတ်ချွတ်တီးွားလိုက်မယ်เนาะဆန္ဒတော့မစောကြစေချင်ဘူးပေါ့ဗျာเนาะဟိုစတင်လေးလာနေတဲ့သူတွေအတွက်ကလည်းတခါတည်းနဲ့လည်းမိတ်ဆွေတို့အတွက်ကအကုန်လုံးဘလို့မှမမှတ်မိနိုင်ဘူးเนาะကျွန်တော်ကိုယ်တိုင်လည်းအခုအစီအရာ data ရှိနေပါပြီဆိုပြန်ရှားလဲကျွန်တော်ကိုယ်တိုင်လည်းအလွတ်ကျထားတာမဟုတ်ဘူးเนาะအလွတ်ကျထားတာမဟုတ်ဘူးအဓိက main point တွေပဲကျွန်တော်ကယူလိုက်တာเนาะအဲ့တော့အဲ့ IC ဒီ IC မကောင်းလို့ရှိရင်လည်းအဲ့ source တက်ဖို့ကပျောက်တယ် source တက်ဖို့ကပျောက်တယ်เนาะ ဒီ IC မကောင်းတော့ဘူးဆိုတာဒီ IC တလုံးလုံးကိုမကောင်းတော့ဘူးလို့ပြောတာမဟုတ်ဘူးเนาะဒီ IC တလုံးလုံးကိုမကောင်းတော့ဘူးလို့ပြောတာမဟုတ်ဘူးเนาะသူကဒီ referral ဘို့ပင်76က referral ဘို့5 5ဘို့ဝင်းကျင်ရှိတယ်ဘို့5ဘို့ပေါ့ဗျာ5ဘို့ပြည့်ရမယ်အဲ့5ဘို့ကနေပြီးတော့ဒီ IC ထဲမှာသူက circuit လုတ်ပြီးတော့เนาะ RC တွေနဲ့သူကဘာဖြစ်လဲ referral ယူယူပြီးတယ်ဆိုသူကဘာဖြစ်လဲဒီမှာ source တက်ဖို့ဆိုပြီးတော့လာထုတ်ပေးရเนาะအဲ့လိုရှိတယ်အဲ့လို circuit ရှိเนาะအဲ့လို circuit design ရှိတယ် ော့တချို့ကြတော့ဒီ LM258 ကနေပြီးတော့ယူပြီးရဆိုသူကပေးတဲ့ circuit ရှိတယ်။เนาะဒါဝရင်မုံ circuit တွေမှာတော့အဲ့လိုရှိတယ်เนาะ။အဲအဲ့တော့ကျွန်တော်တို့ကเนาะဒီကောင်လဲလိုက်လို့လဲကျွန်တော်တို့ကအဲ့ source drive ကိုထွက်ချင်မှထွက်မယ်။ကဲဒီကောင်လဲလိုက်တယ်ဗျာဒီကောင်258ကပေးထားတာဆိုလို့ရင် source drive ကို258ကနေယူပြီးပေးထားဆိုလို့ရှိရင်ဒီကောင်လဲလဲထွက်မှာမဟုတ်ဘူး။သဘောတရားเนาะအဲအဲ့တော့ကျွန်တော်တို့ကအဲ့ဟိုဒီဒီကောင်ဒီကောင်ပိုင်း ဒီကောင်ပိုင်းကောင်းလားမကောင်းလို့လားဒီကောင်ပိုင်းမကောင်းလို့လားဆိုတော့ကျွန်တော်ကဖြန့်လန်းနည်းနဲ့ကျွန်တော်ကအဖြေရှာကြည့်လိုက်တာကသူထွက်ကမဲ့ဘိုးရိတ်ကိုကျွန်တော်ကတိနေပြီလေဟုတ်တယ်မလားဆော့စရက်ဘိုးကိုတိနေတိနေပြီဆိုတော့ကျွန်တော်ကအပြင်ကနေပြီးတော့ကျွန်တော်မော်ဂျူတစ်ခုခုနဲ့နော်အစားထိုးမော်ဂျူတစ်ခုခုနဲ့ကျွန်တော်တို့ကဘာဖြစ်လဲ4.8ဗိုလ်ထိုးပေးလိုက်တဲ့သဘောပဲထည့်ပေးလိုက်တဲ့သဘောပဲထည့်ပေးလိုက်လို့ရှိရင်သူ့ရဲ့ output ပုံမှန်ထွက်ကမဲ့နော် oscillation output တွေဒီ6688 IC ကိုလည်း အပိုင်းကိုလည်းရောက်မယ်เนาะဒီ668 IC နဲ့ဒီ3ဖက်25ကနေဟိုကျွန်တော်အခုဒီ circuit မှာဆိုအကုန်ပြီးသွားမှာပါเนาะပြီးတယ်လို့တော့ကျွန်တော်ကချုပ်ပြီးတော့အလွယ်ပြောလိုက်တာလေဟုတ်တယ်မလားအခုဒီ circuit မှာကျတော့ဘာဖြစ်လဲဒီက output ထွက်တယ်ဟုတ်လားဒီ IC တွေလည်းကျွန်တော်တို့ပြောမယ်ဆိုရင်အစ်စ်လဲတယ်မထွက်လာဘူးဆိုတော့ကျွန်တော်ဘာဖြစ်လဲ IC ပြန်ဖြုတ်ပြီးကျွန်တော်ဒီဂျားရဲရပစ္စည်းတွေမလိုက်ရဘူးလားเนาะ input နဲ့နော်ဟော output input နဲ့ output ဂျားရဲရမလိုက်ရဘူးလားဒီပစ္စည်းတွေနော်အဲအဲ့ဒါအဲ့လိုပေါ့ဗျာနော် အဲ့လိုပေါ့ကျွန်တော်တို့ကဒီ input နဲ့ output ရှိရမယ်နော် input ရှိပြီး output နော် output input ရှိပြီးတော့ output မရှိလို့ရှင်ဘာဖြစ်လဲ output မရှိလို့ရှင်ကျွန်တော်အဲ့ဂျားတွေကပစ္စည်းကို live ပေါ့နော်အဲ့ PC တွေက14မျိုးရှင်ရှိမယ်အမျိုး100ရှင်ရှိမယ်ကျွန်တော်တို့တစ်ဖြည်းနဲ့အပိုင်းကိုခွဲလိုက်ပေါ့ဟုတ်တယ်မလားကိုထွက်ရမယ့်ဘိုးတွေလည်းတိကြရမယ်လေအဲ့ဒါကြတော့နော်အဲအဲ့ဒါမျိုးပေါ့ဗျာနော်အဲ့တော့ဒီ2ခွက်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ source တဲ့ဖို့ဆိုတာကကျွန်တော်တို့ကအဲ့လိုနီးနေကျွန်တော်တို့က4.8ဖို့အပြင်ကနေ စားထိုးပေးပြီးတော့ကျွန်တော်ကစမ်းကြည့်တယ်နော်စမ်းကြည့်လိုက်လို့ရှိရင်ဘာဖြစ်လဲစမ်းကြည့်လိုက်လို့ရှိရင်တို့ output တွေထွက်လာပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီ ICD ရပဲဒီ IC ရတော့လောက်အောင်ဒီ IC ရတော့လောက်အောင်ပြတ်လို့ပေါ့ခုနကကျွန်တော်ပြောလို့နှစ်နည်းရှိရလေ source တက်ဖို့ဒီ IC ကိုယ်တိုင်ရဲ့အတွင်းပိုင်းတွေကလည်းထုတ်နိုင်တယ်လို့ဒီ LM258 ကနေယူပြီးတော့ပေးနိုင်တယ်เนาะဒါ circuit design အရာပြောเนาะအဲ့တော့ကျွန်တော်တို့ဒီအဲ့တော့ကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်အဲ့လိုတွေးခေါ်ယူစပြီးတော့ကျွန်တော်တို့က ထိုးပေးလိုက်လို့ကျွန်တော်တို့ output ပုံမှန်အတိုင်းထွက်လာပြီဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့သိကြရလေဒီ IC ဘိုင်းပြတ်လို့ပေါ့ဟာအဲဒီနေ့ကျွန်တော်တို့ဒီဒီနေ့ပြစ်ချက်တွေလည်းနဲ့လည်းရောလာမယ်ဗျာဒီ IC ကိုကျွန်တော်တို့ခုနလို forward အဲ့ဖို့အစားထိုးပေးလိုက်လို့ကျွန်တော်တို့ဆော့ဆန်းလို့ရသွားတယ်အာ output ထွက်သွားတယ်ဆော့ဆန်းလို့လည်းအဆင်ပြေတယ်ဆိုတော့ဒါဆိုရင်ပြီးပြီပေါ့သိကြပြီပေါ့အဲ့ကြရင်နော်အဲဒါဆိုလို့ရှိရင်ဒီ IC တွေက circuit ပြတ်တာလို့ပဲကိုကယူဆလို့ရသွားပြီလေဟုတ်တယ်အဲ့ကြတော့အဖြစ်အတိအကျထွက်သွားပြီလေ ဟုတ်တယ်မလားအအဖြေတိကျထုတ်ဖို့ကလည်းစမ်းစော်ဖို့လိုလိုသေးတယ်နော်အဲနော်အဲ့တော့စမ်းစော်ကြည့်တော့မှာရိန်သားမပြောတာတို့ဘာတို့ဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်တော့နော်ဒီဒီဒီ2ဖတ်အဲ IC ဘန်းကိုပါတခါကျွန်တော်ထပ်မလိုက်ရဘူးလားထပ်လိုက်ရမယ်လေဒီရနေရောယူပေးတာလားအဲ့ဒါ circuit design တွေပေါ်မူတည်ပြီးတော့အဲ့ဒါတွေကကျွန်တော်ကပြောမယ်ဆိုရှင်းပြခြင်းနဲ့အနေထားနဲ့ကျွန်တော်အကုန်လုံး live ပြလို့ရှိရင်ဒီအခုလက်ရှိလက်တွေ့ပြည့်ပြည့်နေရတဲ့ပြချက်ပိုင်းအတော်တော်နဲ့ ပြင်ရတော့မှမဟုတ်ဘူးเนาะဗီဒီယိုဖိုင်ကြီးကလည်းတအားကြီးရှည်သွားလိုက်အဲ့တော့เนาะဗီဒီယိုဖိုင်တစ်ခုနဲ့လည်းမရဘူးနှစ်ခုနဲ့လည်းမပြည့်စုံနိုင်ဘူးเนาะအဲ့အဲ့တော့ဒီပြုပြင်တဲ့ circuit မျိုးစုံပြုပြင်တဲ့เนาะ repair ဗီဒီယိုလေးတို့ကြည့်ရှုလေးလိုက်ရင် လေးလိုက်ရင်လေးလိုက်ရင်တစ်ဖက်နဲ့ပါဖြစ်လဲ circuit အဆုံတက်သွားမှာပဲเนาะအဲ့ဒါကြောင့်ကျွန်တော်ကျွန်တော်ကိုယ်တိုင်တော့မှပါဖြစ်လဲ10နှစ်10မို့เนาะ10နှစ်10မို့နော်ဆန်နစ်ဆန်မှုလေးလာတော့မှအခုထိဘာဖြစ်လဲလေးလာနေရတော့မယ်နော်တချို့အပိုင်းတွေတချို့ IC အပိုင်းတွေလေးလာနေရတော့

ကဲအဲ့ဒါဆိုရင်နော်အဲဒီဗီဒီယိုဘန်ကတော့ဒါပါပဲဗျာနော်ဒါမှမိနစ်20ကျော်သွားတယ်နော်အဲအဲ့တော့ကျွန်တော်အဓိကလွန်ရပညာသင်ယူတာဘလို့လမ်းကြောင်းမျိုးနဲ့နီးလမ်းရှာပြီးတော့သင်ယူရမယ်ဆိုတဲ့လမ်းကြောင်းကိုကျွန်တော်ပြောတာနော်ကိုကိုတိုင်းအားဆိုင်ထုတ်မှရမှာနော်အဲအဲ့ဒါမျိုးကျွန်တော်ပြောတာကျွန်တော်ဖြစ်စေချင်တာအဲ့ဒါမျိုးကိုကိုတိုင်းအားဆိုင်ထုတ်မှရမှာကျွန်တော်ကိုဟိုလာပြီးတော့မမေးစေချင်လို့ရလို့ပေါ့လေမဟုတ်ဘူးနော်ဘာဖြစ်လဲနောက်ပိုင်းကျရင်အချင်းကြီးပါပါလိုက်နော်မေးစားချင်အားသူဆရာကိုတွန်းမေးလိုက်မယ်အဲအဲ့ဒါမျိုးကိုကျွန်တော်က မဖြစ်စေချင်တာဗျာပြောမယ်ဆိုကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ပညာသင်ယူခဲ့တဲ့အချိန်အချိန်တုန်းကကျွန်တော်ကိုယ်တိုင်လည်းဘလို့ဖြစ်လဲအဲတော်တော်မမေးဘူးဗျာသိတယ်မလားတော်တော်မမေးဘူးမမေးဆိုတော့ရှာလို့မရလို့ရှင်တော့မေးရမှာပေါ့ဗျာဟုတ်တယ်မလားရှာလို့မရတော့မေးရမှာပေါ့ဟုတ်တာမေးတော့မေးဘူးတယ်လေဟုတ်တယ်မလားမေးတော့မေးဘူးတယ်ကိုယ်တော့သိတဲ့ကျွမ်းတက်တယ်ဆရာတွေကိုမေးဘူးတယ်နော်မေးဘူးတယ်ဒါပေမဲ့ဘာဖြစ်လဲကျွန်တော်ရဲ့အတွင်းမြင်ကအဲ့လိုရှိတယ် အော်ကိုတော်မဒီလောက်အလုပ်လုပ်ရှုံနေလို့ရှိရင်အော်ကိုသွားမေးတဲ့ဆရာသမားတွေလည်းအလုပ်ရှုံမှာပဲဆိုတော့ကျွန်တော်ကပါတယ်လေကိုချင်းစာမယ်ကိုချင်းစာတက်ကနော်ဒါကကျွန်တော်ကဟိုရိုးတော်တော်ပုံဝင်လင်းလင်းစိတ်နဲ့ကျွန်တော်ကပြောပြနော်အော်တော်ကြလမ်းကြောင်းနေလွဲသွားမှာဆိုလို့နော်လမ်းကြောင်းနေလွဲသွားမှာဆိုလို့အထင်မြင်နေလွဲသွားမှာဆိုလို့အဓိကပညာသင်ယူရမယ်လမ်းကြောင်းဘလို့ဘလို့သင်ယူရမယ်နော်အခုခင်မှာဘလောက်ထိ ကောင်းနေပြီလဲဘလောက်ထိလေ့လာသင်ယူဖို့ကောင်းနေပြီလဲ ဟိုဒီ internet ခက်ကြီးရဲ့မှာเนาะကျွန်တော်အဲ့တော့ပြီးပြီခြင်းเนาะအဲ့ဒီ message ကိုကျွန်တော်ကထည့်ပေးခြင်းเนาะအခုလေးလာတင်ယူနေတဲ့မိတ်ဆွေအားလုံးတက်ဖို့เนาะကဲကဲเนาะအားဆိုဒါပါပဲပြာเนาะဒီ video ဖန်လေးကတော့ကဲအားလုံးပဲကျမ်းမှာချမ်းသာကြပါလိမ့်ရာကျွန်တော်ရဲ့ THK Electronic YouTube Channel ကိုဆောင်းမကြည့်ရှုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးเนาะကိုစိတ်နေပြကျမ်းမှာချမ်းသာပြီးလိုရင်ဆန္ဒမှန်တယ်များတလုံးတော့ရဲ့ပြေဆုံးနိုင်ကြပါစေလို့ဟုတ်တယ်ချေအီလက်ထရောနစ်ကနေပြီးတော့စုံမကောင်ပို့သလိုက်ပါခင်ဗျ เนาะအချုပ်အားဖြင့်ပြောရမယ်ဆိုလို့ရှိရင်เนาะအဲ့အဲ့လိုအကြောင်းတရားတွေကြောင့်ဘာဖြစ်လဲဒီ3ဖက်2ဖက် IC လဲလဲလိုက်လို့ source တက်ဖို့ထွက်မယ်မထွက်ဘူး source တက်ဖို့ထွက်ချင်လဲထွက်မယ်เนาะမထွက်ချင်လဲမထွက်ဘူးမထွက်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီ25 IC ကိုပါဆက်လိုက်ရအောင် IC ဘန်းကိုဆက်လိုက်ရအောင်ဟုတ်လား IC အစ်စ်လဲလိုက်လို့ source တက်ဖို့မထွက်လာသေးဘူးเนาะအဲ့ အဲ့တော့မှမဟုတ်ရင် IC နှလုံး level လို့လည်းမထွက်ဘူးဆိုတာဖြစ်တတ်တယ်လေအဲ့ဆိုဒီ IC နှလုံးကြားထဲမှာချိတ်ဆက်ထားတဲ့ပစ္စည်းတွေ component တွေမှာ R ရှိမယ် C ရှိမယ်အဲ့အဲ့ဒါလေးချိတ်ဆက်အဲ့ဒါလေးလိုက်ဆက်ကနော်အဲအဲ့လိုရှိအဲ့လို input output ကိုကျွန်တော်တို့ကဘယ်လိုအလုပ်လုပ်ရလဲဆိုတော့ကျွန်တော်တို့အဲ့လိုနော် on online မှာရှာရမယ် data sheet တွေရှာရမယ် pin out တွေရှာရမယ်ဟာလားအဓိက main ရတော့ကအဲ source table ထွက်ထွက်ရမယ်နော် pin 16မှာကျွန်တော်တို့ဟိုနေ့ referral bill တွေ5ဘုတ်ထွက်ကြမယ်เนาะအဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော် BCC BCC ရပြန်15ကို BCC ရောက်ကြမယ် BCC 15ဘုတ်ပေါ့ဗျာအဲ့ဒါဒါမှမဟုတ် ICD က12ဘုတ်ကနေ30ဘုတ်ကြာမှာအလုတ်လုတ်တယ် BCC ကအဲ့လို BCC pin ကိုကြည့်ရမယ်เนาะကျွန်တော်တို့ဘာဖြစ်လဲ pin 8 source တက်ဘုတ်เนาะ pin 16เนาะ5ဘုတ်เนาะအဲ pin 16မှာ5ဘုတ်ထွက်ရရတာနေမှာဒီမှာ source တက်ဘုတ်မထွက်တာဆိုရင် ခုနပြောသလိုပဲပေါ့ဗျာနော်ဒီ IC ကိုလဲကြည့်ပေါ့ဒီ IC လဲကြည့်လို့မှမထွက်သေးရင်ဒီ IC ဟိုထပ်ပြီးတော့ဆက်နော်အဲ့တော့ကျွန်တော်ကလဲကြည့်လို့တော့ပြောတာနော်တန်းလဲခိုင်းတာမဟုတ်ဘူးနော်သူရှိရမဲ့ပို့တွေ input output တွေကိုကျွန်တော်ရှိတဲ့ပို့တွေကျွန်တော်က pin out diagram ကြီးကြည့်ပြီးတော့ကျွန်တော်တို့ data ရှိရှာကြည့်ပြီးတော့ကျွန်တော်က light တန်းရအောင်ပါတိုင်းပြီးမှလဲတယ်မလဲတယ်ဆောင်ဖြတ်ကြအောင်နော်အဆင့်နေအများကြီးပဲဗျတော်သေးရောပေါ့နော်အဲ့လန်နလုံးတော့ပဲစာကဲမဟုတ်လို့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကနော်ကြောက်စရာလည်းမလိုဘူးဗျာ short လည်းတွက်လို့မရဘူး เนาะ short လဲတွက်လို့မရဘူးလျှောက်ဆရာလဲမလိုဘူးเนาะအဲအဲ့ဒါလေးရှင်းပြနေတာเนาะကဲတော်ပါပြီเนาะ